ဘောလုံးချင်းညီကိုလည်းအားလုံးမင်္ဂလာပါနေကောင်းကြမှာချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော်ချန်ပီယံလစ်နှစ်ပွဲပေါ့ဗျာအက်စတွန်ဗီလာနဲ့ PSG နောက်တစ်ပွဲကတော့ဒေါ်မွန်နဲ့ဘာစီလိုနာတို့ပွဲစဉ်နဲ့ဖြစ်တယ်ပေါ့နော်ဒီကြားထဲမှာကျွန်တော်ဘောလုံးမနှစ်ရက်မလုပ်ဖြစ်ဘူးအလုပ်တွေလည်းမအားရနဲ့ဒီထိုင်းနိုင်ငံမှာလည်းတကြံနေရှိရနဲ့ဗျာရှောက်နေတဲ့ဆိုင်မှာအလုပ်တွေကအားကြောင့်မလုပ်ဖြစ်တာပါတတိယရတယ်ဗျာကျွန်တော်ကျွန်တော် subscriber ပြပါလေကျွန်တော်တတိယနေတယ် ကျွန်တော်မအားလို့အားလို့ရှိရင်ကျွန်တော်ဟိုဗာလဲ YouTube short မှာတော့ကျွန်တော်တင်ပေးချင်တယ်မအားလို့ပါဆိုတော့ကျွန်တော်ပထမအဦးဆုံးအနေနဲ့ကျွန်တော် Aston Villa နဲ့ PSG ပေါ့နော်ဒါကတော့တိတဲ့အတိုင်းပဲ PSG ဆိုတာကချန်ပီယံလိအတွင်းချုပ်ရင့်တဲ့အသင်းပေါ့နော် Aston Villa ဆိုတာဒီနှစ်မှပေါ့နော်ကျွန်တော်အခုဒီနှစ်မှကျွန်တော်ချန်ပီယံလိစာရင်မဆော့တဲ့အသင်းပေါ့ဗျာအချိန်နေချင်းကတအားပေါ့နော်ဒါအတွေ့အကြုံပိုင်းမှာတအားကွာတယ်လွတ်လပ်ပြောင်းပေါ့နော်ဟိုဘက်က Unai Emery ရဲ့ဒီဘက်ကကျွန်တော်တို့ Luis Enrique ဆိုတာ Luis Enrique ကပိုရင်းမှာပေါ့နော်အတွေ့အကြုံပိုရင်းချက်တယ်ဆိုတာကျွန်တော်တို့သိရမှာပေါ့နော်ဆိုတော့ပထမကျွန်တော်က31နဲ့လည်းနိုင်ထားပြီးဆိုတာဗီလာကသူ့ကွင်းရအောင်အနည်းဆုံးနှလုံးထဲမှာသာတရေကြအောင်မှာပေါ့နော်နှလုံးထဲဖို့ဆိုတာ PSG မလွယ်တော့မလွယ်တဲ့ကိစ္စပဲပေါ့နော်ဒီဘက်ကမှဖွင့်ထားတာတော့ PSG က level 90နဲ့9ဘောင်းတောင်းလုံး30နိုင်ဆိုမှဖွင့်ထားတယ်ပေါ့နော်။ဆိုတော့ဒါကျွန်တော်တို့ဒါ PSG ဘက်မှာဆိုလို့ရှိရင်တော့ Dembele ကို ဖာဘီယန်ရူဝစ်တို့ဗတ်တီညာတို့နာဗက်စ်တို့နူနာမန်ဒက်စ်တို့နဲ့ပွဲထက်လာပါတော့ဘာမှမဆိုအလီဝါကင်းရောဂျာမက်ကင်းဘောနရက်စ်ဖို့တိုင်လီမန်စ်ဦးနာနာဘောဗျာဒီအက်စတွန်ဗီလာအင်ကွဲမှာဆိုရင်ပူကောင်းတဲ့အသင်းသင်းဖြစ်တယ်ဗောနော်အင်ကွဲမှာဆိုပရိသတ်အားနဲ့ဆိုပူပြီးမှသူတို့ဆော့တာပူပြီးမှဗောနော်ကောင်းနေဆိုတာကိုတော့တည်ပြီးသားပါပဲဂျာရက်တွေမှာဆိုလဲသူကပရီးမီးယားလိမ့်မှာဆိုလဲဒါခြေစွမ်းပြထားတာဗောနော် ကျွန်တော်စောက်တန်တန်အတင်းရော3စီးနဲ့နိုင်ထားတယ်ပေါ့ဗျာတိုက်စစ်ကအလုပ်ဖြစ်တယ်ဗျာရှုံးလဲဂိုးအနှမ်းဆုံးဂိုးတွေတော့တွင်းထားတာတွေ့ရတယ်ပေါ့နော်အခုနောက်ပိုင်းမှာတိုက်စစ်တွေတော်တော်လေးအလုပ်ဖြစ်နေတာတွေ့ရပါတော့ PSG ကလည်းလက်ရှိအခု3ဘွားနဲ့လည်းနိုင်ထားပြီပေါ့နော်ကျွန်တော်ထင်တာတော့ PSG တို့အလောက်ကြီးအားဆိုင်ပြီးစွန့်မလားအဲ့ဒါတစ်ချက်စဉ်းစားရမယ်အချက်တစ်ချက်ဒီပွဲစဉ်မှာပေါ့နော်ဒီနှစ်တင်း head to head ကတကြိမ်ပဲရှိတယ်ဗျာဒီနှစ်ပွဲစဉ်မှာတော့ Bila ကနိုင်ဂျီယာနောက်44ပေါ့နော် PSG အတင်းနိုင်နိုင်ဂျီယာနောက်55ဆိုမှပြေးထားတာတွေ့ရတယ် ဒီပွဲစဉ်ကို one swing မှာဖွင့်ထားတာပေါ့နော်မိနစ်60အတော်တွင်းမှာဖြင်းမဲ့5ပေါင်ကြီးကအနည်းဆုံး3လုံးထိတော့ဖွင့်ထားတွေ့ရတယ်3လုံးကြီးဖွင့်ထားတယ်ပေါ့နော် Aston Villa အတင်းကလည်းသူ့အိမ်ခွင်းရလို့ရှိရင်တိုက်စစ်ပူကောင်းတက်တဲ့အတွက်အနည်းဆုံး3လုံးနဲ့4လုံးကြားထဲမှာရမယ်ဆိုရဲကြီးတော့ဖွင့်ထားတယ်ပေါ့နော်ဒါပေမဲ့ Aston Villa တိုက်လို့ရှိရင် Paris ရတဲ့လူဆုံးနဲ့ဆိုလို့ရှိရင်မလွယ်လောက်ပေါ့နော် Paris ပုံနိုင်ပေါ့တော့တော်လိခက်ခဲမှလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဒါမှမဟုတ် Paris ကထိမ်းပြီးမှဆော့မလားပေါ့နော်ထိမ်းပြီးမှတတိမန်းနဲ့နိုင်တယ်ဗျာဒါအာမ်ဆိုင်ပေါ့ဗျာ အဲ့လိုဖြစ်မလားဗောနော်ဒါတစ်ချက်သတိထားရမယ့်အချက်တစ်ချက်ဗောနော် Paris ကတော့အနည်းဆုံးနှလုံးလောက်ထက်မယ်ဒီ wireless back formula အတိုင်းဆို Paris ကအနည်းဆုံး2-1လောက်နဲ့နိုင်မယ့်ပုံစံမျိုးမှရှိတယ်ဗောနော်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ပေးရမယ်ဆို Aston Villa ကွင်းလမ်းဖြစ်နေတယ် Aston Villa လည်းကြိုးစားလာမယ်ဆိုတာမှပြင်မဲ့လဲ Paris ရဲ့တာလူဆောင်လာနိုင်တာကြောင့်သူတို့တိုက်စစ်ဗောနော်ကျွန်တော်ဒါ Aston Villa လည်း goal twin ခံရနိုင်တယ်ဗောနော် ဒါလေးတစ်ဆက်သတိထားဖို့လိုတယ်ပြီးလို့ရှိရင် level 90ရှုံးဆိုတာเนาะကျွန်တော် level ကျမှတည်ရရှိရင်90လောက်ရှုံးမှာပေါ့เนาะဆိုတော့ကျွန်တော်ဒီ point မှာပေါ့เนาะ PSG ပဲလောင်းဖို့အကြံပေးနေတာဗျာ PSG ကနိုင်ပြီးသားဟုတ်တယ်ဆိုရင်လည်းကျွန်တော်တို့တည်ရရှိရင်90ရှုံးမှာပေါ့เนาะကျွန်တော်ဒါဘာဝင်နဲ့ရွေးချယ်ထားလဲဆိုတော့ PSG နီးပြ lose energy ပေါ့เนาะ Champion League အတွေ့အကြုံရှိတယ်ဒါပေမဲ့ United America Europa League အတွေ့အကြုံရှိရဆိုတော့လက်ခံမှာပဲကစားသမိုင်းအင်အားပေါ့เนาะကွာတယ်လို့ကျွန်တော်ထင်တယ်ပေါ့เนาะ အက်စတိုမီလာကစားသမားတွေမကောင်းတာမဟုတ်ကောင်းတာမဟုတ်သူတို့ရှိမှအကောင်းဆုံးကစားသမားတွေရှိပါဒါပေမဲ့ PSG လက်ရှိတွန်းနေတဲ့တိုက်စစ်ပုံစံမဟုတ်ဆော့တဲ့ပုံစံမျိုးတွေကတော့ကျွန်တော် PSG ကိုနိုင်ဖို့မလွယ်ဘူးလို့ကျွန်တော်ထင်တယ်။ဒီပွဲစဉ်မှာကျွန်တော် PSG ထိမ့်မယ်လို့ထင်တယ်ဗောနော်နိုင်ရင်လည်းတစ်လုံးနှလုံးထပ်မပူထင်တယ် PSG ဘော်ဒီနဲ့ဂိုးပေါင်းအောက်ကိုကြိုက်တယ်ဗောနော်ဂိုးပေါင်း30နိုင်ဆိုကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်တယ် မော်တဲနဲ့ဘာစီလိုနာတို့ရပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒါဘာစီလိုနာကပွဲပြီးပြီလို့တော့ပြောလို့ရတယ်ဗျာ။ဘူးစင်းနဲ့နိုင်ထားတယ်။အရန်နေနဲ့ထွက်လာလို့များတယ်ပေါ့နော်။ဒါကျွန်တော်ညီကိုလည်းဘောလုံးပတ်မလောင်းခင်တစ်ချက်ကြည့်ကြည့်ပေါ့နော်။အရန်နဲ့ထွက်လာမထွက်လာပေါ့နော်။အရန်နဲ့မထွက်ဘူးဆိုရင်လူအင်အားအစုံနဲ့ဆော့မှဆိုရင်တော့တော့မှန်ကနိုင်နော်နိုင်သွားနိုင်ပါလေ။နိုင်လည်းအနည်းဆုံးလူ1စီ2စီလောက်နဲ့တော့နိုင်သွားနိုင်ပါလေ။ဒါကြတော့သူတို့မဟုတ်ဘူး။ဘူးစင်းနဲ့လည်းနိုင်ထားပြီပေါ့နော်။အဆင်ပြေအောင်ပဲဆော့ပါမယ်။ဂိုးမပေးရရင်ပဲထိန်းသွားမယ်ဆိုလို့ရှိရင်တော့ ဒီပွဲစဉ်အတေချာပေါက်ကူဖြစ်ဖို့လည်းများတာပေါ့နော်ဒီပွဲစဉ်မှာကတော့ဘာစီလိုနာတလုံး၈၀နိုင်နဲ့ဂိုးပေါင်း၃လုံး၆၀ရှုံးထုံးမှာပြထားတာပေါ့နော်လက်ရှိကျွန်တော်တို့ဒီ live scoring မှာပြထားတာတော့ထုံးစံ Daimler Rafinha, Yamel, Bono, Lopez, Lewandowski ဆိုမှာပြထားတယ်ဒါပေမဲ့တကယ်လို့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်စေချင်တယ်ပေါ့နော် line up အရေးကြီးတယ်ကြောင်မန်တင်ရတော့လေးခုဆိုတာဘာစီလိုနာကိုထည့်ဖို့ဆိုတာမလွယ်ဘူးတော့မလွယ်ဘူးလို့မလွယ်နဲ့ပြစ်စားပဲပေါ့နော် တကူရာစီတော့နော်ပါဆာဂရော့စ်တော့ဒီကစားသမားရနေပဲထွက်လာမှများပါတယ်ပေါ့နော်ဒါပထမကျွန်တော်ကလည်းဖိုးစည်းနဲ့ကျွန်တော်နိုင်ပြီးသားဆိုတော့ကိုကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲပွဲရပြီးတော့ဖြစ်သွားပြီအဲ့တူဟက်တွေကြည့်မယ်ဆိုရင်ဒေါ်မွန်ကွဲမှဒီနေ့တင်းရပေါ့နော်နှစ်ချိန်ရှိတယ်ဗျာဟက်တွေကချန်ပီယံလိမှာတွေးခဲ့တဲ့ဒေါ်မွန်ကွဲမှအကြည့်ရမယ်ဆိုရင်ဒါတော့မှဇီးဇီးကြထားတဲ့ကြိမ်ပေါ့နော်ဒီကြိမ်ကဘာစီလိုနာ32နဲ့ဒါနိုင်ထားတယ်ပေါ့နော်အုပ်စုပွဲတော့က အဲတကြိမ်ကတော့ဘာစီလိုနာကွဲမှာ 4G ကြားထားတယ်လည်းတွေ့ရတယ်ပေါ့နော်။အဒီနဲ့တင်းရနိုင်ကြရနှုန်းကတော့ဘာစီလိုနာ68 Dortmund 26ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်။ဘာစီလိုနာအသင်းကကျွန်တော်တို့ဒါအရေးအကြီးဆုံးတစ်ခုပြောပြမယ်ဒါအရန်နဲ့ဆော့မှာကတကယ်အသင်းကြီးပေါ့နော်ကျွန်တော်ဒါပုံမှန်ထွက်နေကြ line နဲ့ထွက်မှာလားအဲ့ဒါတော့တစ်ချက်ဆုံးကြည့်စေချင်တယ် တဝိုင်းဆွဲမှာဖွင့်ထားတဲ့မိနစ်60အတော်တွင်း9ပေါင်းကြီးကြီးမှာဆိုရင်ထုံးစံအတိုင်းအနည်းဆုံး3လုံး4လုံးထိဖြစ်မှာဆိုရင်ကြီးတော့ဖွင့်ထားတယ်ပေါ့နော်ဒေါ်မွန်အတင်းအနည်းဆုံး1လုံးတော့ရမှာဆိုတော့ကြီးဖွင့်ထားပြီးမှာဘာစီလိုနာအတင်းက2လုံးနဲ့3လုံးကြာမှာရမှာဆိုတော့ကြီးဖွင့်ထားပေါ့နော်ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်တစ်ချက်ပတာစိုက်ပူတယ်ခုနကကျွန်တော်ပြောတာပေါ့နော် line နဲ့ချက်ကြည့်ကြည့်လိုက်ပေါ့နော်ပွဲမစခင်တနိုင်တနိုင်ဝဲနနိုင်အလိုဆို line နဲ့ထွက်တယ်တကယ်လို့လူဝင်ရအပြည့်ရှိတယ်ဆိုလို့ရှိရင်ဘာစီလိုနာလောင်းချင်လဲလောင်းကြည့်ပေါ့နော်ဖူးစည်းဆိုတာဘာစီလိုနာတော့ဆော့ကြအောင်မလို့တော့ ဒီပွဲစဉ်မှာတော့ကျွန်တော်အကြိုက်ရတော့ကျွန်တော် Dortmund body ကြိုက်တယ်ဂူပေါင်းအောက်ကိုကြိုက်တယ်ဗျာဘာစီလိုနာနိုင်လဲဥပမာပြောပြတာဘာစီလိုနာနိုင်လဲ2-1လို့ထင်တယ်ဗျာဂူပေါင်းအောက်ကိုကြိုက်တယ် Dortmund ကြိုက်တယ်တကယ်လို့ကျွန်တော်တို့အတင်းကဘာလို့ Dortmund ယူလဲဆိုဘာစီလိုနာတကယ်လို့အရန်နဲ့ဆော့လာမယ်ဆိုရင် Dortmund နိုင်ဖို့မလွယ်တော့ပါဘူးအဲအကြောင်းမှာ Dortmund body နဲ့ဂူပေါင်းအောက်ကိုကြိုက်ပါတယ်ညီကိုတော့အလုံးအစင်ပြေကြပါလိမ့် ဒီနေ့တော့ဘောလုံးပွဲလည်းများများဆဆမရှိဘူးဆိုတော့ဒီနှစ်ပွဲကိုတုံ့တက်ခံမှန်းပေးလိုက်ပါရဲအဆင်ပြေရင်တော့ထိုးကြပါတော့အဆင်မပြေရင်လည်းအားပေးတဲ့အနေနဲ့ကြည့်ရှုပေးပါလို့တဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်လို့အားလုံးနေကောင်းချမ်းသာချမ်းသာကြပါစေ။